အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ပြောပြပေးမှာတော့ရာဇဝင်တွေကသုံးမန္လာမင်းသမီးလေးရဲ့တမိုင်းကြောင်းဖော်ပြပေးခြင်းပါတယ်ရာဇဝင်တွေကသုံးမန္လာမင်းသမီးလေးရဲ့နေရဖြစ်တဲ့လက်သေးရေကန်နဲ့ဟောင်းလွင်းယူရင်းနေပေမဲ့လက်ပတ်နေစေသုံးမန္လာကြောင်းတိုက်ရဲ့ဝန်းနေစရာတနားကြီးလေးကိုပြောပြရင်အကြီးမှုတမိုင်းကြောင်းတွေထုံးလွှမ်းနေတဲ့တေရခစ်တရာကြောင်းတွေကတော့ကျွန်တော်တို့ရဲ့အိယာဝင်ပုံမြင်တွေဖြစ်ခဲ့ဦးရဲဆိုရင်လည်းမမှားပါဘူးဗျာသုံးမန္လာမင်းသမီးလေးကိုရှင်သောပြုထိတ်ထားလို့လည်းခေါ်ကြပါတယ်ဒီမင်းသမီးလေးကိုသုံးမန္လာလို့အမည်တွင်ရတဲ့အကြောင်းကမင်းသမီးလေးဟာနေထွက်ဆမှာရွှေစင်း ်ရှိသလိုမွန်းတဲ့ချိန်မှာပွင့်လန်းနေတဲ့ပန်းကလေးရဲ့အလှမျိုးရှိကစီးတဲ့ချိန်မှာတော့ကိုယောင်ကိုယ်ဟာထွန်းလင်းနေတဲ့အောင်ထင်မှန်မှားရတဲ့အထိဖြစ်ရတာကြောင့် ပုံစံသုံးမျိုးနဲ့လာတဲ့သုံးမှန်လားမင်းသမီးလေးရဲ့လို့အမိတွင်ရတာဖြစ်ပါရဲ့။သူမဟာဒီခေတ်တရရဲ့အနီးနားတိုင်းပြည်ငယ်ဖြစ်ခဲ့တဲ့တောင်ယိုပင်ရဲ့နှမတော်ဖြစ်ပါရဲ့။ရသသဏီကြီးဖြစ်တဲ့ဒီခေတ်တရနဲ့နှပီရောရှိကြီးတို့တောင်ယိုပင်ဟာသူ့ရဲ့နှမတော်ရှင်သောပြုထိတ်ထားလေးကိုဒုတပေါင်းမင်းစီဆက်သားခဲ့ပါရဲ့။မင်းသမီးလေးကလည်းဒုတပေါင်းမင်းကိုနမဲချမ်းစဉ်ကလေးကတိတ်တကူမျက်နှာနေပြီးသားဆိုတော့ကိုတော်တောင်ယိုပင်ကစကားဆလိုက်တာနဲ့ဒီခေတ်တရကိုသူတို့သမီးမိဖုရားလောင်းအဆောင်ရောင်းနဲ့နှမ်းကြွားခဲ့ပါတော့တယ်။ဒါပေမဲ့ဒုတပေါင်းမင်းရဲ့အချို့ သောမိဖုရားတွေကသုံးမန္တမင်းသမီးလေးရဲ့အလှကိုကြိုတင်ကြားထားပြီးဖြစ်တာကြောင့်မနာလိုမရှုစိတ်နိုင်ဖြစ်ကြကမင်းသမီးလေးကိုခေါ်ဆောင်လာတဲ့လမ်းတစ်လျှောက်သတင်းတွေကိုသူတပောင်မင်းကြီးစီတင်ပြလျှောက်ထားရတဲ့လူယုံကတဆင့် မင်းသမီးလေးရဲ့မကောင်းတဲ့ရင်တွေဒါလိမ့်လေပြီးမဟုတ်မမှန်ရှင်းလျှောက်စေခဲ့ပါတယ်။မိဖုရားတွေထံမှအရှင်းမြင့်ငွေတွေစားသုံးထားတဲ့မင်းမှုရန်တွေကသုံးပန်လာမင်းသမီးဟာသုံးတန်းနဲ့လှပအောင်ဖန်ဆီးစီရင်ထားတာဖြစ်ပြီးကျောက်ဆရာရုပ်တရံကတော့တနေ့သုံးချိန်ပေါ်လာတဲ့ကြောင်းမမှန်မကန်လျှောက်တင်ကြပါတော့တယ်။ဒီလိုနဲ့ယုံကြည်သွားတဲ့တို့မမင်းကြီးဟာမင်းသမီးလေးကိုလည်းတော့အတွင်ဝင်ဝင်မပြူတော့ပဲခါးဝါကနေပြန်လဲပို့ဆောင်စေခဲ့တဲ့အတွက်မင်းသမီးလေးဟာအချက်ကြီးစွာရခဲ့ပါတယ်။သူ့ကိုယ်သူအမှန်တကယ်လှပနေပြီလားဟုသံဃာဝင်ကမိကြီးကိုလက်ထဲနဲ့ရေထွက်အောင်တို့ပြီးရေ မသူ့ကိုသူပြန်ကြည့်ခဲ့ပါတယ်အဲ့ဒီမင်းသမီးလက်သေးနဲ့တွေ့ရှိခဲ့တဲ့နေရာမှာအီကန်ကြီးဖြစ်ပေါ်လာပြီးယနေ့တိုင်းလက်သေးကန်လို့အမိတွင်တယ်လို့လည်းအဆိုရှိပါတယ်ရာဇဝင်ချုပ်မှာတော့အဖြစ်မှန်ကိုတည်သွားတဲ့ဒေါက်တာမင်းကြီးဟာမင်းသမီးနောက်ကိုအမိလိုက်ခဲ့ပါတယ်လက်မှန်လက်သေးနဲ့တူထားတဲ့အမှတ်သားတွေတွေ့ခဲ့တဲ့အတွက်မင်းသမီးပြန်လည်မြင်တွေ့တဲ့အခါစိတ်ကျဉ်နဲ့စီရချက်ချင်းရေကန်တူကြပင်တွေစိုက်ပြီးလက်လက်ပပသူ့ကျင်စပွဲကြကန်ကြီးဖြစ်စေခဲ့တဲ့လို့လည်းဆိုကြပါတယ်မိတို့ပင်ဆိုသေးကမူဒေါက်တာမင်းကြီးနဲ့မဆုံလိုက်ခင်မှာပဲသုံးမန္နာမင်းသမီးလေးဟာဆက်ရွံ့နာကြီး မုန်တီစိတ်တွေနဲ့ရင်ခွဲနာကြတည်ဆုံးခဲ့ပါတယ်ကုရမအမင်းကြီးလည်းမင်းသမီးတည်ဆုံးခဲ့တဲ့နေရာမှာဂူပိမန်တဲထားပေးကမင်းသမီးရဲ့ရွှေရံတွေကိုရွာကြီးတဲကဆောင်းချောက်နေထိုင်စေခဲ့ပါတယ်အဲ့ဒီရွာရဲ့နာမည်ကကိုကြီးမြုပ်ရွာလို့ခေါ်ပြီးသုံးမန္တာမင်းသမီးလေးရဲ့ရမောစရာဒဏ္ဍာရီလေးကတော့ဒီမှာပဲစက်သိမ်းခဲ့ပါတယ်ဒါပေမဲ့မင်းသမီးတည်ဆုံးပြီးနောက်နှစ်ဆင်းဖြစ်သွားကကုရမအမင်းကြီးထံနေထိုင်စရာပိုင်စားတောင်းခဲ့တဲ့အတွက်ကုရမအမင်းကြီးကယခုသုံးပန်လာရွာဟောင်းထစ်လာမယ်နေရာကိုအပိုင်စားပေးခဲ့တယ်လို့ဆိုပါတယ်သုံးပန်လာရွာဟောင်းနဲ့တမိုင်းကွာလောက်မှာလက်သေး က်ရည်ကန်ရှိပါတယ်ဘက်သက်ရည်ကန်တပီးမှာပြုတ်ပြက်နေတဲ့သုံးပန်လာမင်းသမီးနှစ်ကောင်နဲ့ရှေးဟောင်းတိမ်တစ်ခုလည်းရှိပါတယ်နောက်ဆက်တွဲစိတ်ဝင်စားစရာကိုကိုွယ်ယုံကြည်မှုအကြောင်းတွေလည်းရှိပါသေးတယ်မင်းသမီးကိုမြုံနံခဲ့တဲ့ကိုကြီးမြုံရွာကရွာသူရွာသားတွေဟာသုံးပန်လာမင်းသမီးအကြောင်းကိုလွတ်လွတ်စပယ်မပြောရဲမဆိုရဲကြဘူးလို့လည်းသိရပါတယ် မင်းသမီးကိုအမပြုမိရင်နူတက်တယ်လို့အယုံကြည်ရှိကြပါတယ်။အရင်ကလည်းအဲ့ဒီရွာမှာကိုရီပြားဝိရဒနာတဲ့ရှိုးရှိကြပါတယ်။သုံးမလမင်းသမီးဟာသူနဲ့ဒုဒ္ဓမောင်မင်းကြီးနဲ့ကွဲကွာကြရတာဂုံချောကုန်းတိုက်တဲ့ဇာတ်ရီကြောင့်လို့ယုံကြည်တဲ့အတွက်အဲ့ဒီလိုပြောတာတွေကိုလုံးဝမုန်တီးပါတယ်။အဲ့ဒီလိုပြောတာတွေကိုလုံးဝမုန်တီးပါတယ်။လွန်ခဲ့တဲ့နှစ်တရာကျော်လောက်ကသုံးပန်လာရွာဟောင်းမှနေထိုင်ခဲ့ကြတဲ့လူချို့ဒီအဲ့ဒီလိုပြောဆိုခဲ့တဲ့ဖြစ်ပျက်ကြောင့်တရွာလုံးခန်းလျှောက်ပျက်စီးခဲ့ပြီးရွာတဲ့နေရာကိုပြောင်းရွှေ့ခဲ့ကြရပါတယ်လို့လည်းကြားသိခဲ့ရပါတယ်။နေ့စဉ်နေ့တိုင်းလေ ဲ့ဝါဆိုလာပြည့်နေ့မတိုင်ခင်မှာဟွန်မန်လာမင်းသမီးကိုယေရှုကသခင်မပွဲဆိုပြီးတင်မြောက်ပူဇော်ပါသကြတဲ့လူကယုံကြည်မှုတလေးတွေလည်းယနေ့တိုင်ရှိနေကြပါတယ်